အားလုံးပဲမင်္ဂလာပါရှင်ရန်နာမိုးထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့ သူနဲ့တည်းလိစနိုင်လားနော်အဲ့ဒီခေါင်းစဉ်လေးနဲ့လောက်သွားပေးမှာဖြစ်ပါတယ်ဒီသူဆိုတာကတော့တင့်ရဲ့အတွေ့အကြုံလူတင်တဘောကြနေတဲ့တစုံတူဘောနော်ဒီလူနဲ့တင်တဲ့ကလိစနိုင်လားသင်တို့နေရာရဲ့အခြေအနေတွေတူတက်ကောင်းမလားမလားဘောနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်သွားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီလူနဲ့တင်တဲ့က connection တခုခုရှိကြတာဘောနော် connection တခုခုရှိပေမဲ့လည်းအာ saturation အနေထားမှာပဲရှိနေတော့မယ်ဆိုရင်ဒီအနေထားနေ relationship တွေကိုသွားနိုင်မလားတချို့ကျတော့လေ relationship အနေထား မှာရှိနေပေမဲ့လည်းအာ merit light တွေထိသွားဖို့မတိကြသေးဘူးဆိုရင်အဲ့ဒီအနေအထားကိုသွားနိုင်မလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖြေသွားပြီးမှဖြစ်ပါတယ်ဒီနေ့ reading လေးကတော့ general lab reading လေးပေါ့နော် January reading လက် reading လေးဖြစ်တဲ့အတွက်အရင်ကြီး serial ဖြစ်ဖို့မလိုပါဘူးเนาะပပပပလေးနဲ့ပဲဒီ reading လေးကိုချစ်သားပေးပါလို့တောင်းဆိုပြစေเนาะအဲ့တော့ group လေးတုံးခုခွဲထားပေးတယ်ပေါ့เนาะ group 1 group 2 group 3 မတူညီတဲ့ပုံလေး၃ပုံပါရှိတာဖြစ်တဲ့အတွက်အဲ့ဒီ group 1 group 2 group 3တုံးခုတွေကမှမိမိတို့ state ကိုအနှစ်သက်ဆုံးเนาะမိမိတို့ state ကိုအစွဲဆောင်နိုင်ဆုံးဖြစ်စေတဲ့ group လေးတစ်ခုကိုရွေးချယ်ပါเนาะ group လေးတွေရွေးပြီးဆိုရင် reader လေးကိုစတင်ပြီးတော့ဖတ်ပေးမှဖြစ်ပါတယ် group 1လေးကနေစလိုက်မယ်เนาะ group 1လေးတွေမင်္ဂလာပါရှင် group 1လေးတွေတင့်ရဲ့အတွေ့အကြုံကသူပဲထားပါတော့เนาะတင့်ရဲ့အတွေ့အကြုံနဲ့တင်နေနေစနိုင်မလား เนาะ the harrow pad အဲ့ဒီတော့တင့်ရဲ့အတွေ့အကြုံသူ ਨੇ တင်နေကအာနင်းဆက်ဖို့ကိုနေပေါ့เนาะလူသေးတယ်လို့ထင်တယ်တင်တို့နှစ်ယောက်ရဲ့ဈာထဲမှာအာတစုံတူးလို့တယ် the haru pat ye energy ya tin no nyaw ye cha de ma sit set be me tu no a sin pi ya aung thwe be me tu no a myu poun san le lo le lo chuma tin ne ah ba jaw le so lo ah သင်တို့နှစ်ယောက်ကတယောက်နဲ့တယောက်နဲ့သဘောကျတာကိုအတိနေကြတယ်တယောက်နဲ့တယောက်နဲ့ရိပ်မိတယ်ခံစားမိတယ်ဒါပေမဲ့လည်းတယောက်နာကိုတယောက်သွားဖို့တော့အာအခွင့်အရေးမရှိတာမျိုးလည်းဖြစ်နိုင်တယ်အခွင့်အလမ်းမရတာမျိုးလည်းဖြစ်နိုင်တယ်အဲဒီခါကျတော့ဒီသင်တို့နှစ်ယောက်ကိုနှိစက်သွားဖို့တယောက်နဲ့တယောက်နဲ့သဘောကျတာပေါ့နော်ချစ်တာသဘောကျတာကို တိဖို့ဆိုရင်အလဲမှာတစုံတူလို့တယ်ဒီတစုံတူကလည်းတင်းတို့နှစ်ယောက်လုံးရဲ့အခြေအနေကိုနားလဲတဲ့သူတင်းတို့နှစ်ယောက်လုံးနဲ့ခင်မဲတဲ့သူเนาะပြီးတော့တင်းတို့နှစ်ယောက်လုံးကိုလည်းတွဲစီကျင်တဲ့သူမျိုးပေါ့เนาะအဲ့လိုလူတူကတင်းတို့နှစ်ယောက်ကြားထဲမှာဂျားဝင်ပြီးတော့အောင်တွေတော်လုံးမတာလေတင်းတို့နှစ်ယောက်ကလိဆက်သွားမယ်ပေါ့เนาะကျမအားမျိုးတွေတွေ့တယ်အဲ့တော့တခြားကတ်ကလေးတွေနဲ့ဆက်ပြီးတော့ကြည့်မယ်ပေါ့เนาะအဲ့ဒီတော့ group 1လေးတွေ 2 1လေးပဲနှစ်ယောက်လုံးအတွက်ဆိုတော့တရားစင်စီကြည့်ပါပြီမယ်နော်နှစ်ဖက်လုံးအတွက်တိချာလေးကြည့်တာပြီမယ် ဲ့တော့တင်သဘောကျနေတဲ့သူပေါ့နော်တင်သဘောကျနေတဲ့သူတင်ရဲ့အတွေ့အထိကသူဟာอืมသူ့ဘက်ကပေါ့နော်သူ့ဘက်ကအခြေအနေကတော့ error panic gastra အဲ့တော့ သူဘက်ကအခြေအနေကတော့လေကျွန်မခုနကပြောသလိုတင့်ကိုသူသဘောကျတယ်နော်အဲအဲ့ဒီအခြေအနေကိုရှိဦးရှိတယ်ဒီသဘောကျတာကတော့အာအများကြီးတဲ့လှုပ်ဆိုတာထက်အခုမှစပြီးတော့တင့်ကိုသဘောကျမိတယ်ပေါ့နော်အဲ့လိုအနေထားမျိုးလေးအာတင့်ကိုသူနည်းနည်းလေးသူတင့်ကိုစိတ်ဝင်စားနေပြီအဲ့လိုမျိုးပုံစံလေးပြီးတော့ပေါ့နော်အာသူကတင့်နဲ့ပေါ့နော်ဒီဆက်ဆက်ရေးတစ်ခုဒါမှမဟုတ်လို့ရှင်လေ saturation ပေါ့နော်အနေထားတစ်ခုမှရှိတယ်ဆိုရင် stress ဆိုတော့လေအာဘယ်လိုပြောမလဲတင့်နဲ့သူနဲ့ကတရားကိုတရားအာဘယ်လိုပြောမလဲ အားပေးနိုင်တယ်အထောက်ပံ့ပေးနိုင်တယ်အဲ့လိုမျိုးအနေထားလေးလို့သူကသတ်မှတ်ထားတယ်ပြောမှဆိုလို့ရှိရင်တက်မှာသူလိုချင်တဲ့အာ energy မျိုးရှိတယ်ပေါ့နော် ပြောချင်တာကအာသူကအာတကယ်မို့အားငယ်တက်တဲ့သူဆိုလို့ရှိရင်သင်ကနှစ်သိပ်ပေးတဲ့သူအဲ့လိုမျိုးပုံစံလေးပေါ့နော်အဲ့တော့အဓိကကတက်မှာသူ့ကိုအာချမ်းပြပေးနိုင်တယ် နော်နှစ်သိမ့်ပေးနိုင်တယ်နားလဲပေးနိုင်တယ်အဲ့လို energy မျိုးရှိတယ်လို့သူကထင်တယ်ပြီးတော့တင့်ကိုလည်းသူကဘယ်လိုပြောမလဲသဘောကျတဲ့စီမှာလေးစားမှုပါပါတယ်တင့်ကိုနည်းနည်းလေးပေါ့နော်အာဘယ်လိုပြောမလဲ နည်းနည်းလေးသူကအဲ့လိုမျိုးတင့်ကိုလေးစားတဲ့ပုံစံပေါ့ပြောချင်တဲ့သဘောကအဲတင့်မှာရှိတဲ့အရေးချင်းတစ်ခုခုကြောက်လည်းဖြစ်နိုင်တယ်။နော်တင့်ရဲ့အလုတ်ကန်ကျွမ်းကျင်မှုကြောက်လားတင့်ရဲ့တော်တဲ့အရေးချင်းပညာအရေးချင်းကြောက်လားဒါမှမဟုတ်လို့ရှင်တင့်ရဲ့ငွေရှာနိုင်တဲ့အရေးချင်းကြောက်လားအရေးချင်းတစ်ခုခုကိုသူကအဲသဘောကျနေရပေါ့နော်အဲ့လိုမျိုးပုံစံလေး။ဒါကသူ့ဘက်ကတင့်ဘက်မှာကျတော့ fire one for panic ဲအဲ့တော့ fire one ဆိုတော့တင့်ကလေသူ့ဘောသဘောကျရဆိုမဲ့တင့်ဘက်မှာတော့အခက်ခဲတွေများရတယ်ပေါ့နော်။ အာသူ့စီကိုသွားဖို့အာသူ့အနာကိုနိနိကကသွားဖို့အသိမဲ့မှာတော့အရန်ကြောက်လွားမဲ့အရာတွေများရတယ်ပေါ့နော်ကျမအားမျိုးလေးတွေ့တယ်အာပြီးတော့ဒီ foro panic ပေါ့နော် foro panic energy နဲ့သင်္ကန်းငွေရေးကြေးရေးကိုအာယုံဆိုင်နေရတာမျိုးเนาะပြီးလို့ရှိရင်လုံရမဲ့အလုပ်တွေကိုအာယုံဆွဆိုင်ပြီးလုံနေရတာမျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းတွေ့တယ်အဓိကကတော့ငွေကြေးပေါ့နော်သင်ကငွေကြေးတအားရှာတာမျိုး အဲ့ဒါမျိုးလို့ကျွန်မတွေ့တယ်ငွေကြေးတအားစုဆောင်နဲ့အာငွေကြေးနဲ့ပတ်သက်ပြီးတော့အလုပ်တွေကိုစူးစမ်းပြီးတအားလုပ်တယ်ပေါ့နော်အဲ့ဒါမျိုးပုံစံလေးဒီလိုပုံစံလေးမျိုးကြောက်လေသူဟာတင့်ကိုသဘောကျတယ်လေးစားတာပေါ့နော်လေးစားတဲ့ဆိုတဲ့နေရာမှာအသက်ရွယ်ကြီးရငယ်ရနဲ့တော့မဆိုင်ဥပမာတင်ရငယ်ရနာမှာတင့်ကိုသူကလေးစားခြင်းလေးစားမယ်ဘာကြောက်လဲဆိုတော့ကျွန်မခုနကပြောလိုက်သလိုမျိုးတင်ရတော်တဲ့ရေချင်းကြောက်လားငွေရှာနိုင်တဲ့ရေချင်းကြောက်လားနော်အဲ့လိုမျိုးတစ်ခုခုပေါ့နော်တစ်ခုခုသူလေးစားရမယ့်အနေအထားတစ်ခုတက်မှရှိတယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့ဒီ reading ကိုလာကြည့်တဲ့သူက အမျိုးသားလေးဖြစ်စေမျိုးသမီးလေးဖြစ်စေဒီ energy ကိုယူလို့ရပါတယ်เนาะစပါမျိုးသားမျိုးသမီးနှစ်ခုလုံးအတွက်ကြည့်ပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဆက်ကြည့်မယ်เนาะ ဲ့ဒီတော့အဲ့ဒီတော့ group 1လေးတွေပေါ့နော် group 1လေးတွေပြီးတော့ဒီအချိန်လေးကနေပေါ့နော်အာနည်းနည်းလေးအရှိကိုပို့ပြီးတိုးတက်လာမလားအဲ့ဒါကိုတစ်ချက်ကြည့်ရစီမှာ သူ့ဘက်မှာတော့901တင့်ဘက်မှာတော့တလပါနော်တင်းတို့ညရဲ့အချိန်လေးကတော့ဖေရောဖန်နေကဲအဲ့ဒီတော့နာရောဖန်နေကဲအနေချင်းနဲ့သူ့ဘက်မှာသူ့ဘက်မှာကြတော့အာသူကသူ့ကိုသူယုံကြည်တယ်ယုံကြည်မှုအပြည့်ပဲနော်ယုံကြည်မှုအပြည့်ပဲအာသူကတင့်ကိုသဘောကျတယ်လို့တင်ကလည်းသူ့ကိုသဘောကျမယ်လို့သူ့ကိုသူယုံကြည်တယ် နော်အဲ့လိုမျိုးပုံစံလေးတည်းရှိနေတယ်ဒါကြောင့်မို့လို့သူအရှိဆက်တိုးဖို့တော့သူအာတကယ်မို့အခွင့်လန်းပေးတယ်ဆိုတော့သူဆက်လုပ်သွားမှာဘာကြောင့်လဲဆိုတော့သူ့ဘက်မှာတော့သူ့ကိုယ်သူယုံကြည်မှုပြပါပဲနော်တင်းမက်မှာလည်း deliver ဆိုတော့တင်းကတော့သူ့ကိုလုံးဝကိုသဘောကျနေတာတရားမှာတရားရခိုင်နှုံးအပြည့်ပဲနော်အဲ့လိုမျိုးသဘောကျနေတာဒီလိုသဘောကျတာဖြစ်တဲ့အတွက်လည်းတင်းသူ့ကိုတွေးပြီးတော့ဒီ reading link ကိုလာကြည့်ရလို့ကျွန်မမြင်တယ်နော်အဲ့တော့တင်းတို့နှစ်ယောက်မှာဘသူကပို့သဘောကျလဲလို့ပြောမယ်ဆိုရင်တော့အတိအကျပြောရမယ်ဆိုတင်းနော်တင်းဘက်ကတော့သူ့ကိုလုံးဝ လုံးဝယူသဘောကြရတယ်ပေါ့နော်အဲ့လိုပုံစံလေးအဲ့တော့သင်တို့နှစ်ယောက်ရဲ့အာကြားရတဲ့အခြေအနေကဖီရောဖတ်နေခဲ့ဖီရောဖတ်နေခဲ့ဆိုတော့လေအကူမှအစပြိုဖို့လုံနေတော့ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့ရအခုမှအစပြုဖို့စီစဉ်နေတော့ဒီအချိန်ကြီးကဘယ်လိုပြောမလဲ relationship အနေထားတွေကိုအာသွားဖို့ဆိုပြီးတော့အခုမှ situation အနေထားကနေစူးစမ်းနေကြတော့ပေါ့နော်နှစ်ဖက်လုံးကနော်အဲ့လိုမျိုးလေးတွေ့တယ်အဲ့လိုဆက်ကြည့်မယ် နောက်ဆုံးမှာတင်းလို့ညရဲ့အချိန်လေးဘယ်လိုမျိုးဖြစ်သွားနိုင်လဲပေါ့နော်အဲ့ဒါစပါပထမနှစ်ကပ်ပဲပေါ့နော်နှစ်ကပ်ပဲဆွဲမဲ့ဆိုပြီးတော့အကြည့်လိုက်ပြီမယ်အဲသုံးကက်ထွက်ကြလာတဲ့အတွက်စပါသုံးကက်လုံးယူလိုက်တယ်နော်အဲ့တော့တင်းတို့နှစ်ယောက်ရဲ့အခြေအနေနောက်ဆုံးမှာဘယ်လိုမျိုးဖြစ်သွားမလဲနောက်ဆုံးမှာဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့အဲ့တော့ခတ်သူ့ဘက်ကတော့ပို့ပြီးတော့တင်းကိုချစ်လာမယ်နော်သူတကယ်ချစ်တာတင်းဆိုတာလည်းသိလာမယ်အဲ့လိုမျိုးပုံစံလေးဖြစ်သွားမယ် เนาะအဲ့ဒီအချိန်မှာတင့်မကတင့်မကကျတော့နိုင်တော့ခတ်နိုင်တော့ခတ်ဆိုတော့သူတကယ်ချစ်သွားတဲ့အချိန်ကျမှတင်ကတိတ်ပြီးမချစ်တော့ဘူးဘလူးကြီးလည်းမသိဘူးเนาะ group 1တူလေးတွေအဲ့ဟာမျိုးလေးအာပထမတော့အပြေဝါချစ်တာတရားမတရားခဲ့ရာခိုင်နှုန်းအပြေချစ်တာကတော့တင်တို့လေးတွေဒါပေမဲ့နောက်ပိုင်းမှာသူ့ဘက်ကတင့်ကိုအပြေဝါချစ်တယ်လို့လာပြောလာတဲ့အချိန်မှာတော့တင့်ဘက်မှာတော့အာရော့သွားပြီเนาะအာဘယ်လိုပြောမလဲ တစ်ချက်ပဲပေါ့နော်အာတစ်ချက်ပဲချက်သွားပြီးတော့မှနောက်မှတင်ကရော့သွားတဲ့ပုံစံအဲ့တော့တင်ပုံစံကတော့ဘယ်လိုလဲဆိုတော့ပထမတော့အပြေအဝချက်ပေမဲ့လည်းအလေချားမှာပေါ့နော်အချိန်နေကြောက်လားနော်အနေထားတွေကြောက်ဘာတွေကြောက်မှာတင်ဘလို့စိတ်ပြက်ပြီးတော့အာဒီလိုမျိုးပေါ့နော်စိတ်ခံစားချက်တွေပြောင်းသွားလဲတော့ကျွန်မမသိဘူးဒါပေမဲ့သူ့ဘက်ကလာပြီးတဲ့အချိန်မှာတင်ဘက်ကတော့ nine or cat အဲ့လိုမျိုးဖြစ်သွားပြီအာဘယ်လိုပြောရမလဲတိတ်ပြီးတော့ပေါ့နော်ဒီ လုံးသားရေးရာတွေမှာပေါ့နော်တင်တိတ်ပြီးတော့အာမစင်းစားချင်မဲနဲ့နည်းနည်းလေးတင်အနာကိုဆုတ်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်နော်အဲ့ဒါတင်းတို့ညရဲ့အချိန်တွေကပါကြောဒူရဆော့ဒူရဆော့ဆိုတော့နှစ်ယောက်လုံးနှစ်ယောက်လုံးကအာတယောက်တယောက်သဘောကျတယ်သဘောကျပြီးမဲ့လဲဒူရဆော့အနေချင်းเนี่ยအဲ့ဒီနှစ်ယောက်မှာတယောက်ကပို့ပြီးတော့အနာကျင်ရမယ်ပို့ချစ်တဲ့သူကတော့ပို့ပြီးနာကျင်ရမယ်ကျမအဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့ဒီနေ့ထားမှာကျမကြည်တာပို့ပြီးနာကျင်ရမယ်သူကသူ့လို့ထင်တယ် ဲ့တော့တချို့လေးတွေပေါ့နော်ဒီနေ့ reading ကိုလာကြည့်ခဲ့သူတွေတဲမှာ relationship တမားလေးတွေပါမယ်ဆိုရင်တချို့ကတော့နော် connection ပေါ့နော် connection ရှိတယ် saturation အနေထားနဲ့ relationship ကိုတွားခဲ့ကြရတယ်ဆိုရင် ပထမအစမှာသင်ကတအားချက်တာသင်ရတဖက်လူကိုအရန်ကိုလိုလိုက်တယ်เนาะဒီ left light ထဲမှာအဆင်ပြေမှုတွေနဲ့သွားမယ်ဆိုပြီးတော့သင်ကအများကြီးတင်မက်ကနေပေးဆက်တယ်အများကြီးချစ်ပြီးတယ်အဲ့ဒီချိန်မှာသူ့ဘက်ကတော့တော်ယုံပဲပေါ့เนาะအဲ့လိုမျိုးပုံစံလေးအဲ့လိုသွားရင်သွားရင်သွားရင်ဒီမှာအချိန်တစ်ခုကြာလာတဲ့ခါမှာတော့ရောက်လာတဲ့ခါမှာတော့သူ့ဘက်ကနေသင်ရတတ်မှုကိုသိပြီးတော့သင်ကိုအပြေးဝချစ်ပါတယ်ဆိုပြီးတော့ဝန်ခံလာတဲ့ခါမှာကျတော့တင်ဘက်မှာအာရော့ပါပြီးအာတင်သူ့ကိုဆက်ပြတ်သွားရလဲဖြစ်နိုင်တယ်အာတင်ပေးဆက်ခဲ့ရတဲ့အချိန်တွေအချက်တွေနဲ့ပတ်သက်ပြီးတော့ အာဘယ်လိုပြောမလဲတင့်ကိုတင်ပေါ့နော်မထိုက်တန်မှုထင်တဲ့အတွက်တည်းနည်းနည်းလေးစိတ်ကအနောက်ကိုအာရောက်သွားရလဲပါမယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးကျမတွေ့တယ်အဲ့တော့ဒီနေ့ရောက်မှာပူချစ်တဲ့သူကသူဆိုရင် तू ကခံစားရမယ်အဲ့တော့ energy ကပြောင်းပြန်လဲဖြစ်သွားနိုင်တယ်ဒီလိုပူချစ်တဲ့သူကတင်လို့တင်ကိုတင်ယုံကြည်တယ်ဆိုရင်တော့ဒီ true source energy ကတင်ဖြစ်သွားနိုင်တယ်အာတင်ကသူ့ကိုပူချစ်လို့တင်ခံစားရတာမျိုးเนาะတကယ်လို့ तू ကပူချစ်လို့ရှင်တော့ तू ကတင်ကိုချစ်တဲ့အတွက်ပို့ပြီးတော့ခံစားသွားရတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ် အဲ့တော့ဒါကတော့ group 1လေးတွေအတွက်တင်တဲ့သူနေဆက်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့အာချစ်ထားပေးတာဖြစ်ပါတယ် general reading လေးပါเนาะ energy ကညီမှုရှိပါစေเนาะအဲ့ဆိုကျွန်မ group 2လေးစီကိုသွားမယ်เนาะ group 2လေးတွေမင်္ဂလာပါရှင် group 2လေးတွေ group 2လေးတွေရဲ့စိတ်တွေကသူနဲ့ group 2လေးတွေနေဆက်နိုင်မလားချိန်မယ်เนาะ keno 1 keno 1 energy နဲ့ဆိုတော့ဒီမှာပဲခြောက်လိုက်မယ်ကတ်ကို အဲ့တော့ group 2လေးတွေ group 2လေးတွေကတဖက်လူနဲ့နီးစပ်ဖို့ဆိုခင်းတော့ဝင်ဆိုတော့အဲ့ဒီတော့နီးစပ်ဖို့မှာနှစ်ယောက်မှာတစ်ယောက်ကနည်းနည်းလေးပေါ့နော်ဘယ်လိုပြောမလဲအချီတယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်ခင်းတော့ဝင် energy ကဘယ်လိုမျိုးလေးလဲဆိုတော့ သူ့ကိုယ်သူပို့ပြီးတော့ဗောနော်ဦးစားပေးတဲ့အရေးပေးတဲ့အဲ့ဒါမျိုးပုံစံအဲ့တော့ဒီ energy ကိုသူ့ energy လို့ကျမကယူလိုက်တယ်ဗောနော်တင်းရစိတ်တွေကသူ့ရဲ့ energy လို့ယူလိုက်တဲ့အခါမှာတင်းတဘောချနေတာကိုသူသိတယ်အာဒါပေမဲ့လည်းသူအပြေးဝကြီးတင်းကို attention ပြန်မပေးဘူးဗောနော်ကျမအဲ့ဒါမျိုးတွေတွေ့တယ်အဲ့ဒီတော့ဒီတစ်ချက်တည်းတည်းတော့လုံးဝတော့အဖြေကထွက်တာမဟုတ်ဘူးအဲ့ဒီတော့ကျမတခြားကတ်ကလေးတွေနဲ့ဆက်ပြီးတော့ကြည့်မယ်အဲ့တော့ group 2လေးတွေရဲ့ ိတ်တွေကတူနေ group 2လေးတွေနီးစပ်နိုင်ပါအဲ့တော့ group 2လေးတွေ group 2လေးတွေရဲ့တစ်ဖက်လူရဲ့ဘက်ကိုအရေးဆုံးကြည့်မယ်နော် သူ့ဘက်ကတော့ Tempran 7 of Sword Tempran 7 of Sword ဆိုတော့အစ်မကူနာပြောသလိုပဲကူနာကလည်းပြောလိုက်တယ်အသူကလေနည်းနည်းပေါ့နော်ဘယ်လိုပြောမလဲတင်ဘက်ကိုပြန်ပြီးတော့ attention တော့မပေးဘူးဒါပေမဲ့လည်းတင်တဲ့သူနဲ့က friendship အနေထားရဲဆိုလို့ရှိရင်ဒီနေထားမပြည့်စည်အောင်တော့ temperate energy နဲ့သူထိန်းသွားရဲပေါ့နော်အဲ့တော့တင်သဘောကျနေတာကသူသိတယ်ဒါပေမဲ့လည်းအာအစစ်မတက်ခြင်းမို့အာတင်နေပေါ့နော်အာဘယ်လိုပြောမလဲဒီ စစ်သူကြီးစားဘဝကိုသူသွားဖို့သူစဉ်းစားနေရသေးတာဖြစ်တဲ့အတွက်သူတငငချင်းနေထောင်လည်းမဖြတ်လိုက်ချင်ဘူးတင်တော်ကြတာကိုလည်းသိတယ်ဒါပေမဲ့လည်းသူစစ်သူကြီးစားဘဝတင်းနဲ့အတူသွားဖို့သူစဉ်းစားမယ့်အပိုင်းလေးတွေရှိတဲ့အခါကျတော့တင်းနဲ့အခုလက်ရှိဆက်ဆံရေးကိုမပြတ်အောင်တော့သူထိန်းသွားတယ်ပေါ့နော်ကျွန်မအဲ့မျိုးလေးတွေ့တယ်အာပြီးတော့7 of saw 7 of saw energy နဲ့တော့အာဘယ်လိုပြောမလဲတင်းနဲ့သူနဲ့ကြားမှာပေါ့နော်အတိုက်ခံလေးတွေရှိတယ် အတိုက်ခံလေးတွေရှိတယ်ပြီးတော့သူတို့နေရာရဲ့ဆက်ဆံရေးကိုသွေးထုံးနှားရှက်နေတဲ့သူတွေရှိတယ်လို့ကျွန်မတွေ့တယ်အဲ့ဒါသူ့ဘက်ကဥပမာသူကတိတ်ကိုသဘောကျနေတယ်ဆိုရင်တော့မှဒါကိုသူ့ကိုသဘောမကျဘူးဝိုင်းပြီးဖြတ်တာเนาะသူ့ကိုအနာနေပေါ့เนาะတင်းရဲ့ဒီမကောင်းချောင်းတွေကိုပြောတာအဲ့လိုပုံစံလေးရှိတယ်ဒါပေမဲ့ तू ကလည်းဒါကိုလက်ခံတာဆိုတော့လည်းမဟုတ်ဘူးဒါပေမဲ့ तू ပြင်မန်းရတယ်ဘာကြောင့်လဲဆိုတော့ဒီလူတွေလာပြောတာကိုအာလာမပြောနဲ့ငါ့ကိုအဲ့လိုမျိုးပုံစံလေးတွေပေါ့เนาะသူ့ဘက်ကနေလည်းပြန်ပြီးတော့ခြေပါတာမျိုးလေးရှိတယ် เนาะအဓိကကတော့အဲ့ဒီသူတွေကလည်းသူ့ကိုပို့ပြီးချစ်လို့ခင်လို့ဆိုပြီးတော့တင်နဲ့သူနဲ့တွဲသွားမှအောင်ဆိုလို့ဖြတ်တာပေါ့เนาะကျွန်မလာမျိုးလေးတွေ့တယ်။အဲ့တော့တင်မတ်ချန်တင်မတ်ချန်ကလည်းခွင်းတော်ဝန်ဟိုတမ်ပရန်ကင်းတော်ဝန်ခွင်းတော်ဝန်ပြီးတော့ဗာလဲတန်တော်ဆော့အဲ့တော့တင်မတ်ကြတော့ကြတော့လေခွင်းတော်ဝန်ခွင်းတော်ဝန် energy နဲ့တင်ခါလေအာဘယ်လိုပြောမလဲအာချစ်တယ်ဒါပေမဲ့မာနကိုမချချင်ဘူးကျွန်မအဲ့လိုမျိုးတွေ့တယ်ချစ်ပေမဲ့လည်းလုံးဝကြီးအရှုံးခံပြီးချစ်မဲ့ပုံစံမျိုးတော့ကျွန်မမတွေ့ဘူး ကိုနေထားနေကိုပေါ့နော်အဲချစ်ချင်မှုမှုနဲ့ခရက်တယ်ပေါ့တကယ်မို့တင်သူ့ကိုခရက်တယ်ဆိုတော့မှချစ်ချင်မှုမှုနဲ့ပဲအဒီလူကိုဘလားပဲသဘောကျနေပါစေကိုဘက်ကနေရောရေးလာမြောင်းပြီးရဲ့အနေထားမျိုးတော့မလောက်ဘူးပေါ့နော်အဲ့ဒါမျိုးလေးဒီစင်မောကနေပဲခရက်နေတယ်အဲ့ဒါမျိုးပုံစံလေးဖြစ်နေတယ်တင်ဘက်ကဒါပေမဲ့လည်း turn on source ဆိုတော့လေဒါကြောင့်မို့လို့တင်နာကျင်ရတယ်ပို့ပြီးတော့ခံစားရတယ်ပြင်ပန်းရတယ်သူများထက်ဆိုင်เนาะ တင်းတို့နေရာမှာတင်းကပို့ပြီးတော့ခံစားရတယ်။ဘာကြောင့်လဲဆိုတော့သဘောလဲကြတယ်။ရှုံးပေးရမှလည်းကြောက်တယ်။မာနလည်းကြီးတယ်။နော်အဲ့ဒီကကျတော့တင်းဘက်ကနေတင်းရှော့မပီးနိုင်ဘူး။ရှော့မပီးနိုင်တဲ့ခါကျတော့ဒီခံစားချက်တွေကိုမြုပ်သိပ်ပြီးတော့နေ့တူကဖြတ်တန်ရတဲ့စီမှာဂူတူလေးတွေဟာပို့ပြီးတော့နာကျင်ရတယ်ပေါ့နော်။ခံစားရတယ်ကျမအဲ့လိုမျိုးတွေတွေ့တယ်။အဲ့တော့ဆက်ကြည့်မယ်နော်။ group 2လေးတွေ group 2လေးတွေရဲ့တစ်ဖက်လူကနော်အာတင်သဘောကျတာသိရဆိုတော့အရှိန်မှာဘယ်လိုမျိုးဆက်ပြီးတော့ဖြစ်လာမလဲဆိုတာကြည့်မယ်နော် အာတင့်ကိုသူဂရုစိုက်မှုတွေပေးလာမလားဘလို့ attention ရှုမလဲပေါ့နော်အဲ့ဒါကိုကြည့်မယ်ကြည့်တော့ payroll panicker တင်မကြတော့ the harrop အဲ့တော့ payroll panicker ဆိုတော့ပေးမယ်ဒါပေမဲ့နေတယ်ပေါ့နော်အဲ့ဒါမျိုးလေးတော့တွေ့တယ် payroll panicker ဆိုတော့လေအာအနေချင်းမဲ့ပေးမယ်သူနော်အဲ့ဒါမျိုးအာတင်မကြတော့လေ the harrop ဆိုတော့ကျွန်မခုနပြောလို့ကိုကကိုနေထားနေကိုဆိုတော့အချစ်ချီမှုမှုပဲအာကိုနေထားနေကိုပဲဒါပေမဲ့သူ့ကိုသဘောကျတယ်ဒါပေမဲ့ သင်ကလည်းနည်းနည်းဆရာကြီးပေါ့နော်အဆရာကြီးဆရာမကြီးပေါ့နော်အဲ့တော့ group 2လေးတွေကလည်းကိုနေထားတဲ့ကိုဆိုတော့ကျွန်မခုနကပြောသလိုပဲသဘောကျတဲ့နာမှာ short wave ပေါ့ season လုံးဝမရှိဘူးအဲ့မျိုးပုံစံနဲ့သွားနေတာနော်အဲ့မျိုးအာသဘောလဲကျတယ်အာကို crack ကိုကိုကနင်းက crack တယ်ဒါပေမဲ့နင်းကလာပြောအဲ့မျိုးပုံစံပေါ့နော်အဲ့တော့သင်တို့နေရာရဲ့အခြေအနေကကျတော့ခင်းတော့ဖတ်နေခဲ့ခင်းတော့ဖတ်နေခဲ့ဆိုတော့ နှစ်ယောက်ကြားမှာတယောက်ကတကယ်မျိုးရှော့လိုက်မယ်ဆိုလို့ရှင်ကင်းတော့ဖက်နေကန် energy နဲ့အဆင်ပြေသွားမယ်အာနှစ်ယောက်လုံးညညွတ်သွားမယ်အေးအေးဆေးဆေးနဲ့ပေါ့နော် connection တခုကိုအစပြစ်မယ်ပေါ့နော်ကျွန်မအားမျိုးတော့တွေ့တယ်ကင်းတော့ဖက်နေကဲရှိပြီမဲ့တယောက်ကကြတော့လေဖေရောဖက်နေကဲဆိုတော့နည်းနည်းပဲပြရတယ်တစ်ဖက်ကလည်းအာငါသဘောကျပြီမဲ့ငါ့ကိုအရင်လာပြောအဲ့လိုမျိုးပုံစံလေးဆိုတော့အလယ်မှာအာ connection မိဖို့တော့နည်းနည်းလေးလိုသေးတယ်ပေါ့နော်ကျမအားမျိုးလေးတွေ့တယ်အဲ့ဒါဆိုရင်အဆုံးသတ်မှာဘယ်လိုမျိုးလေးဖြစ်သွားမလဲကြည့်မယ် ုံးသက်မှာဘယ်လိုမျိုးလေးဖြစ်သွားမလဲအဆုံးသက်မှာဘယ်လိုမျိုးလေးဖြစ်သွားမလဲဆိုတော့နိုင်ရဆော့နိုင်ရဝဲအိုးနိုင်ပဲเนาะနိုင်ရဆော့နိုင်ရဝဲဆိုတော့อืม sorry ပါ so sorry ပါ group 2လေးတွေအာနှစ်ဖက်လုံးပေါ့เนาะအာပထမတော့တွေ့စဉ်တန်းပြီးတော့နှစ်ယောက်ထဲမှာတယောက်ကတော့တန်းပြီး foreign လက်သွားတာမျိုးလေးရှိမယ်เนาะအာ တွေ့တွေ့ချင်းမှတယောက်တယောက်တခါတန်းပြီးတော့ချစ်သွားပြီးတော့မှအာဘလိုဘလိုသွားမယ်ဆိုတော့စိတ်ကူရရင်ခဲ့ကြမယ်ဒါပေမဲ့လည်းအချိန်နည်းနည်းကြာလာတဲ့အချိန်မှာသူ့ဘက်ကလည်းကိုကိုတုတ်ပြတ်မှုပေးတာနဲတယ်ကိုဘက်ကလည်းသဘောထားကြတာအဒီအပေါ်မှာအဖော်ထုတ်မှုတိတ်ပြီးတော့မရှိဘူးအဲ့လိုမျိုးပုံစံနဲ့သွားကြတာဆိုတော့9 or 9 or 1ဆိုတော့อืมဒီတနုနှစ်ယောက်ကတော့မင်းဆက်နိုင်မှုလို့အဖြေကတခါတည်းကျမအတွေ့ပါရပါတော့ အာတွေ့သွားပါတယ်ဒီလိုပြောလိုက်တဲ့အတွက် sorry ပါပေါ့နော်တကယ်မို့ဒါကဒီလိုမဖြစ်ချင်ဘူးလို့တင်ကအာအကြောက်ကန်ကြီးပေါ့နော်ဒီ energy ကိုတင်းတို့မယူချင်ဘူးလို့အာစဉ်းစားမယ်ဆိုရင်ရပါတယ်ပေါ့နော်ဒါကတော့ယူလာမြူလာကိုယ့်အပိုင်းပေါ့နော်ကျမကတော့ကတ်မှာစလာတဲ့အတိုင်းလေးကိုပြောပြတာဖြစ်ပါတယ်နော်အဲ့တော့ဒါပေမဲ့လည်းတိတ်ပြီး serious ဆန်ပါနဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါရ general reader လေးတွေပါပေါ့နော်အဲ့တော့ဒီတဲမှာမှာကိုယ်နဲ့ကိုက်ကြည့်တယ်ဆိုရင်တော့လေယူပေါ့နော်အဲ့လိုမျိုးလေးတော့ပြောပြစေအဲ့တော့9.901เนาะ နိုင်ကြီးပဲဆိုတော့အာနှစ်ယောက်သားနေဆက်မှုမရှိပါဘူးเนาะအာတယောက်တလန်စီပဲအာသွားလိုက်မယ်ပေါ့เนาะကိုလှုပ်ချင်တဲ့အရာတွေအတွက်ကိုတယောက်တလန်စီပဲရွေးချယ်ဖြစ်သွားမယ်နောက်ဆုံးမှာအခွဲခွာသွားမယ်ပေါ့เนาะအဲ့လိုမျိုးပုံစံလေးเนาะအဲ့လိုမျိုးပုံစံလေးနောက်ဆုံးတကယ်မို့ပေါ့เนาะမခွဲခွာဘူးမီးတူးခေါ်ပြောအစ်စ်နေရှိရမယ်ဆိုရင်တော့မှစိတ်တွေဝေသွားတာမျိုးအချို့ကျတော့စိတ်ချနေဆက်နေတာမှအာပေါင်းဆက်လို့မရတဲ့အတွက်ခန္ဓာကိုယ်တွေဝေသွားတာမျိုးပေါ့เนาะကျမအဲ့လိုမျိုးလေးတွေ့တယ် အဲ့ဒီတော့ဒါကတော့ပြုတူလေးတွေအတွက်သင်တဲ့သူနဲ့နေဆက်နိုင်လားဆိုတော့အာ region လေးကိုကျွန်မကချိထားပေးတာဖြစ်ပါတယ် energy ကနေမှုရရှိပါစေနော်ဒါဆိုကျွန်မ group 3လေးစီကိုသွားပါမယ် group 3လေးတွေမင်္ဂလာပါရှင် group 3လေးတွေ group 3လေးတွေရဲ့အတွေ့အကြုံသူပေါ့နော်သင်တဘောကြနေတဲ့သူတစုံတဦးနဲ့တင်းနဲ့နေဆက်မလားနော်အဲ့တော့ဆော့အဲ့တော့ဆော့ တင်ဘက်ကပေါ့နော်တင်ဘက်ကတော့အရန်ကိုသဘောကျပေမဲ့လေသူ့ဘက်ကတော့သူ့ရဲ့ဒီပြီးဆုံးခဲ့တဲ့အတိတ်တွေတည်းကနေသူနာကျင်လို့မပြီးသေးဘူးလို့ကျွန်မတွေ့တယ်။အဲ့တော့နင်းဆက်ဖို့ဆိုရင်တင်ဘက်ကတော့သူအတွေးတိတ်မရှိသေးဘူးလို့ကျွန်မထင်တယ်။အပြောမယ်ဆိုလို့ရှင်တင်ကိုသူသတိထားမင်းဒါမှတင် ကိုပြန်ပြီးသဘောကျတဲ့ပုံစံပြတာမျိုးအရင်ရောင်တွေပြတာမျိုးသူ့ဘက်ကလုံးဝမလှုပ်ရှားသေးဘူးလို့ကျွန်မထင်တယ်။ဘာကြောင့်လဲဆိုတော့သူ့မှာပြီးခဲ့တဲ့အတိတ်ကာလတွေမှာအနာကျင်ခဲ့တဲ့ထရာတွေရှိခဲ့မယ်၊နာကျင်ခဲ့တဲ့ဒီ love life တွေရှိခဲ့မယ်ပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီအတွေ့အကြုံတွေမှာတိတ်ပြီးတော့မကုံသေးဘူးပေါ့နော်။အဲ့လိုမျိုးတွေတွေ့ရတယ်။အဲ့တော့ဒါပေမဲ့ဒီတကက်တွေနဲ့တော့အဖြစ်ထွက်တာမဟုတ်တဲ့အတွက်ကျွန်မတို့စက်ကြည့်မယ်နော်။ ဲ့တော့ group 2 sorry group 3လေးတွေเนาะ sorry ပါရှင် group 3လေးတွေအတွက်ကြည့်ပေးတာဖြစ်ပါတယ် group 3နေတွေအဲ့တော့တင့်တစ်ဖက်လူနဲ့တင်ပေါ့နော်တင့်ရဲ့အတွေ့အကြုံသူနဲ့တင်တယ်နေဆက်မလားအာပထမဆုံးထွေးတာတော့ turn on 1နဲ့သူ့ဘက်မှာစားရတယ်ပြီးတော့မှ the lover တင့်ဘက်မှာကျတော့အဲ့တော့ခံတဲ့7 of sword turn on 1 energy နဲ့ကျွန်မခုနကပြောသလိုပဲသူကနာကျင်နေတော့မယ် နော်သူ့ဘဝမှာသူရဲ့ love life တွေမှာနာကျင်စရာတွေပေါ့နော်သူရဲ့ပြီးဆုံးခဲ့တဲ့အတိတ်မှာသူတွေ့ခဲ့ရတဲ့သူတွေနော်သူရဲ့ age တွေပဲဖြစ်ဖြစ်ပေါ့နော်သူ့ဘဝကသူရဲ့ age နဲ့ပတ်သက်တဲ့အရာတွေပဲဖြစ်ဖြစ်နော်သူမှနာကျင်ကြရတယ်နည်းနည်းများခဲ့တယ်ပေါ့နော်များခဲ့တဲ့ခါမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့အတွေ့အထဲမှာလုံးဝ clear မဖြစ်သေးဘူးအဲ့ဒီတော့အာတင်ဘက်ကိုအာသူရုတ်တရက်ကြီးပေါ့နော်သူလုံးဝကြီးပုံဝင်မို့ဆိုတော့နည်းနည်းအခွင့်ရင်းနေတယ်ဒါပေမဲ့လည်း the lover the lover energy နဲ့တင့်ကိုတော့ အနည်းငယ်သဘောကျရလို့ကျွန်မထင်တယ်နော်အာသဘောကျတယ်တင့်ကိုသူသဘောကျတယ်ဒါပေမဲ့အပြည့်အဝတော့တင့်ကိုဒီသဘောကျကြောင်းနေတော့မပြတော့ဘူးဘာကြောင့်လဲဆိုတော့သူ့မှာနာကျင်စရာတွေကျန်နေသေးတဲ့အတွက်သူကြောက်နေတာမျိုးလည်းဖြစ်နိုင်တယ်ပြီးခဲ့တဲ့ဒီအတိတ်မှာသူရဲ့ပြပြပြက်ခဲ့တယ်ပေါ့နော်အခြေအနေတွေမှာသူခံစားခဲ့ရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးကြုံရမှာမျိုးသူကြောက်တာဒါပေမဲ့တင့်ကိုတော့သဘောကျတယ်လို့ကျွန်မတွေ့တယ်အဲ့တော့အဖြေကအာကျွန်မပြန်ပြောမယ်နော်သူ့မှာနာကျင်စရာတွေရှိပေမဲ့လည်းတင့်ကိုတော့သဘောကျတယ်အဲ့လိုမျိုးလေးတော့ထွက်တယ် အဲ့တော့တင့်ဘက်မှာတင့်ဘက်မှာကျတော့အဲ့တော့ cut 7 loss ဆော့အဲ့တော့ cut energy နဲ့တင့်ဘက်မှာကလည်းအာဘယ်လိုမျိုးလဲဆိုတော့တင့်ကိုသဘောကျတဲ့တခြားအရာတွေရှိတယ်တခြားလူတွေရှိတယ်တင့်ကို live propose လုပ်တဲ့သူတွေရှိနေတာမှာအဲ့အရာတွေကိုတင်မမြင်မဲနဲ့အသူ့နောက်ကိုပဲတင်ရတဲစီမဲစီသွားနေတာသူ့နောက်ကိုလိုက်နေတာเนาะသူ့ကိုပဲအတွေ့အထိမှာလိုချင်တာမျိုးတင့်ဘက်မှာရှိတယ်7 loss energy နဲ့အာ ဒီသူနဲ့ပတ်သက်ပြီးတော့တခြားလူတွေကတင့်ကိုဖျက်နေတာမှအဲ့ဒါကိုတင်လက်မခံဘူးเนาะအာတင့်သဘောကျနေတဲ့လူမှာတခြားဒီပြီးခဲ့တဲ့အတိတ်မှာဘယ်လိုမျိုးဘယ်လိုမျိုးဆိုတာကိုတင့်အနီးနားမှာရှိတဲ့တငယ်ချင်းတွေအဖြစ်စေမိတ်ဆွေတွေအဖြစ်စေပေါ့เนาะသူ့ရဲ့အတွင်းသီးတွေအဖြစ်စေတင့်ကိုလာပြောနေတာမှတင်လက်မခံဘူးတင့်သူ့ကိုပဲသဘောကျတယ်သူ့ကိုပဲလိုချင်တယ်ပေါ့เนาะကျမအဲ့ဒါမျိုးလေးတွေ့တယ်အဲ့တော့ဆက်ကြည့်မယ် တော့နှစ်ယောက်သားပေါ့နော်နှစ်ယောက်သားရဲ့အခြေအနေမှာဘယ်လိုမျိုးလေးသွားမလဲဆိုတာကြည့်တဲ့စီမှာ the harrow band တဲ့မြန်မာကျတော့7 of gun 9 of sword နာရောဆိုဆိုတော့ the harubat energy နဲ့ကျမခုနကပြောသလိုပဲအာသူကတင့်ကိုသဘောကျတယ်ဒါပေမဲ့သူ့မှာတော့ဒဏ်ရာတွေရှိတယ်เนาะတင်းတို့နှစ်ယောက်ကိုဒီလိုနားလဲပြီးဆေးဆက်ကိုပေးဖို့ကတော့သုံးတူးလို့သေးတယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေ့တယ်ဒါပေမဲ့အာဒီလူကအာတင့်ထက်လည်းနည်းနည်း အသက်ရွယ်ကြီးမြို့လေကျွန်မခံစားရတယ်အသက်ရွယ်ကြီးတဲ့ခါကျတော့သူကိုယ်သူထိန်းနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အသူရဲ့ပြီးဆုံးခဲ့တဲ့အတိတ်မှာမလွတ်မြောက်သေးတာဖြစ်နိုင်တယ်လို့အသူကိုယ်သူအိမ်ကြီးနဲ့ထိန်းတာမျိုးပေါ့နော်အဲ့တင်သဘောကျတယ်ဆိုရင်တော့မှလွယ်လွယ်ကူကူလာပြီးတော့မပြောဖြစ်သေးတာမျိုးအဲ့ဒါမျိုးလေးတစ်ချက်ရှိတယ်တင်းဘက်မှာကျတော့ seven on cut seven on cut ဆိုတော့ကျွန်မခုနကပြောသလိုတင်းကသူ့ကိုသဘောကျပေးမယ်လေဒီမှာလည်း eight on cut တင့်ကိုသဘောကျတဲ့တခြားသူတွေလည်းရှိတဲ့အခါကျတော့တင့်ကလည်းအစင်းစားနေတာဝေခွဲများနေတယ်ဖြစ်နေသေးတယ်။တင်လို့လုံးဝသူ့ကိုအဘယ်လိုပြောမလဲချစ်တယ်ဆိုရင်တော့မှပဲတင်းမှာတခြားရွေးချယ်လို့ရတယ်အနေထားတွေတခြားသူတွေတင့်အနာမှာရှိနေတယ်ပေါ့နော်ကျမတို့မျိုးတွေတွေ့တယ်အဲ့တော့နှစ်ယောက်ကြာမှ energy ကတော့9တော့ဝင် sorry 9တော့ဆော့9တော့ဆော့ energy ဆိုတော့အင်းဘယ်လိုပြောမလဲနော် စိတ်ပင်ပန်းစရာလေးတွေရှိတယ်ပေါ့เนาะကျွန်မအားမျိုးတွေ့စိတ်ပင်ပန်းစရာလေးတွေရှိစေတယ်ဘာကြောင့်လဲဆိုတော့အာသူ့ဘက်ကလည်းသူ့ရဲ့ဒီမပြီးပြတ်ခဲ့တယ်ပေါ့เนาะမပြီးပြတ်ဆိုတာစိတ်ခံစားချက်တွေပြောတာအဲ့ဒီစိတ်ခံစားချက်တွေကိုသူကအာ ထန်ပိုးထားရတော့မှဖြစ်တယ်လို့တင်းဘက်မှာကြာတော့လည်းရွေးချယ်ကြရရှိတယ်ဆိုတော့နှစ်ယောက်ချာရဲ့ဒီအနေအထားတစ်ခုကဘယ်လိုဖြစ်လာမလဲဆိုတော့သူဘက်ကလည်းသူရဲ့စိတ်ခံစားချက်တွေကြောင့်ပြင်ပန်းရတာမျိုးရှိတယ်လို့အတင်းဘက်မှာကြာတော့လည်းရွေးချယ်ကြရတဲ့ကြောင့်အတင်းကလည်းအာရုံနှောင်းရတယ်စိတ်ရှုပ်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးအတွေးများရတယ်နော်အိမ်မပြောဘူးအဲ့လိုမျိုးလေးတွေရှိနေတယ်အဲ့ဒါဆက်ကြည့်မယ်နောက်ဆုံးမှဘယ်လိုမျိုးလေးဖြစ်သွားမလဲပေါ့နော် နောက်ဆုံးမှာတော့ the emperor sorry the emperor အဲ့တော့နောက်ဆုံးမှာဘယ်လိုမျိုးလေးဖြစ်သွားလဲဆိုတော့ the emperor pheroan the emperor pheroan ဆိုတော့သူကလုံးဝကိုတင့်ကိုသဘောကျသွားပြီးတော့တင့်ကိုအာကာကွယ်ဆောင်ရှောက်ဖို့အာတင့်ရှိမှမမမမမရက်ဖို့သူ့စိတ်ကိုသူဆုံးဖြတ်လိုက်တာမျိုးကျွန်မတွေ့ เนาะသူစိတ်ကိုသူလုံအောင်ဆံပြလိုက်ပြီးအာတင့်ကိုသူရဲ့ love light တွေကိုသူခေါ်သွားမယ်ပေါ့เนาะအဲ့လိုမျိုးတွေတော့ကျွန်မတွေ့ရတယ်။เนาะသူရဲ့ဒီပြီးခဲ့တဲ့အာနာကျင်ရတဲ့အတိတ်တွေအလုံးကိုသူထားခဲ့ပြီးတော့ energy အစ်တဲ့သူ့ဘဝကိုသူသွားပြီးတော့သူရဲ့ဘဝတွေကိုတင့်ကိုခေါ်ဖို့သူစိတ်ဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့เนาะကျွန်မအဲ့လိုမျိုးတွေတွေ့တယ်။ဒါပေမဲ့တင့်မက်မှာတင့်မက်မှာကျတော့ဖိတော့မှာဖိရောဝင်ဆိုတော့အာတင့်မက်မှာလည်းအဒီခါကြာလို့ရှိရင်အာတင့်ကလည်းဒီ7 of cup energy မျိုးမဟုတ်တော့ဘဲနဲ့ဖိရောဝင်ဆိုတော့ သူကတင့်ကိုလာပြီးတော့ propose လုပ်ခဲ့တာမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိခဲ့လို့ရှင်တင်ကလည်းပြန်ပြီးတော့ဒီ connection ကိုဘယ်လိုမျိုးသွားရင်ကောင်းမလဲဆိုတော့တင်အတွေ့တော့ပြင်မယ်အာသူ့ရဲ့အချက်ကိုလက်ခံပြင်မယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတော့တွေ့ရင်နော်အာကောင်းမှုဆုံးအချက်ရေတစ်ခုကိုရရအောင်ဆိုပြီးတော့တင်ဘက်ကနေလည်းပြန်ပြီးတော့ပေါ့နော်အာပြန်လည်းလက်ခံပေးလိုက်တဲ့သဘောပေါ့နော်အဲ့လိုမျိုးတွေ့တယ်အဲ့တော့ဒီနေ့ reading ကိုလာကြည့်တဲ့အမျိုးသားလေးဖြစ်စေမျိုးသမီးလေးဖြစ်စေဒီ energy အတိုင်းနေပဲပေါ့နော်ဒီ reading ကိုလာကြည့်တဲ့သူတင်ကအမျိုးသားလေးဆိုလို့ ှင်လေတင်းရဲ့တစ်ဖက်လူမျိုးသမီးလေးကပထမတော့ကတော့တင်းကိုသဘောချပေမဲ့လေသူ့ရဲ့အတိတ်ကခံစားခဲ့ရတဲ့ဒဏ်ရာတွေကိုကြောက်တဲ့အတွက်ထက်ခံရမှာစိုးလို့တင်းကိုသဘောချရင်မှသဘောချကြောင်ကိုမပြအောင်နောက်ပိုင်းမှာကျတော့ပြလာမယ်ပြီးတော့သူကရှက်တက်တဲ့မျိုးသမီးမျိုးလေးလည်းဖြစ်နိုင်တယ်ပေါ့နော်အတခုခုဆိုသူ့ရဲ့ခုံတိတ်ခါကိုထိမ်းရမျိုးじゃမပြဘူးဒါကြောင့်မို့တင်းဘက်ကနေလေအာသူ့ကိုပဲရွေးချယ်ရင်ကောင်းမလားတခြားကိုယ်သဘောချတဲ့မိန်းကလေးကိုပဲတော့ကြားရရင်ကောင်းမလားအဲ့လိုမျိုးပုံစံလေးနေနှစ်ယောက်လုံးကိုစီကိုစားငါအိတ်မပြောဘူးအတွေ့အကြုံများကြတယ်အဲ့လိုမျိုးပုံစံတော့ ဖြစ်သွားတယ်။ဒါပေမဲ့အဆုံးမှာသူကတင့်ကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့သူ့ဘဝရယ်ပေါ့နော်။တင့်ကိုခေါ်တော့မယ်လို့စဉ်းစားလိုက်ပြီးတော့တင့်ရဲ့အချစ်ကိုလက်ခံလိုက်တဲ့အခါမှာတင်ကလည်းသူ့နဲ့အကောင်ဆုံးအချစ်ဘဝပေါ့နော်။ love life တွေကိုတွားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာမျိုးတွေ့တယ်။အဲဒါတင်နဲ့သူနဲ့နှီးဆက်နိုင်လားဆိုရင် crew 3 day တွေကတော့နှီးဆက်နိုင်ပါတယ်နော်။နှီးဆက်တယ်လို့အဖြစ်ထွက်ပါတယ်နော်။အဲတော့အာ energy ကညီမှုရှိမယ်လို့လည်းကျွန်မမျှော်လင့်နေပေါ့နော်။ crew 3 day တွေရဲ့ energy မှာကျတော့နှီးဆက်မယ်လို့ထွက်တာဖြစ်ပါတယ်။ အဲ့တော့ဒါ group 3 day တွေအတွက်သင်တဲ့သူနင်းဆက်နိုင်လားဆိုတော့ reading နဲ့ပတ်သက်ပြီးတော့ general မှာချိန်ထားပေးတာဖြစ်ပါတယ် energy ကနေမှုရှိပါစေ။စုံတိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရေးတင်ပါရပါတော့။အာဒီနေရာမှာတခုပြောချင်တာဘာလဲဆိုတော့ကျွန်မကအာဒီ tarot reader အလုပ်ပြင်စီးပွားရေးအလုပ်တွေတက်လောက်တာဖြစ်တဲ့ခါကျတော့အချိန်တွေကတဖြည်းဖြည်းမရဘူးပေါ့နော်။ငွေတွေကလည်းအချိန်တွေကမရပါဘူး။ဒါပေမဲ့ကျွန်မပြောထားသလိုပဲကျွန်မအရင်ဝါသနာပါတဲ့အလုပ်ဖြစ်တဲ့အတွက်အချိန်ပေးပြီးတော့လုပ်တာပေါ့နော်ဒီ tarot reader အလုပ်ကို။ ဒါပေမဲ့လည်းနောက်ပိုင်းမှာ personal reader လေးလည်းပါလာတဲ့ခါကျတော့ကိုလုံနေတဲ့ဒီအစည်းအဝေးလုပ်တွေပြင်ဒီ tarot reader အလုံးနဲ့ဆက်ဆက်တဲ့အရာတွေကပါလာတော့เนาะအချိန်ကတော်တော်ကိုမလောင်းကြတော့ဘူးเนาะအဲ့တော့ကျွန်မကဒီ reader လေးတွေကိုအရင်တော့ဆိုနေ့စဉ်ရက်ဆက်တင်ပေးတာပေါ့เนาะနောက်ပိုင်းမှာတင်မှုအချိန်လေးတွေနေပါသားတဲ့အတွက်အနည်းဆုံးပေါ့เนาะတရက်ချားလေးတော့ပုံမှန်တင်သွားပြဖို့ကျွန်မစူးစမ်းပါမယ်เนาะဒီချားထဲမှာတော့အများကြီးအချိန်ကြီးမဟာပြည့်အောင်စူးစမ်းပါမယ်တရက်ချားစဉ်စီတင်သွားပေးပေးပေါ့เนาะအဲ့ဒါလေးကိုပြောပြတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်เนาะ